င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြမောက်ငိန်ချန်ဤအာဆီယံဦးဆောင်ကုလသမဂ္ဂတက်ဖြင့်ထင်ရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာပြည်ရင်းစေပုံမဆိုးရွားနေစဉ်အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံကအရေးပါတဲ့လမ်းစုံလမ်းခွာများကိုရောက်လာတဲ့အာဆီယံပြည်ခန့်ရေးဆိုင်ရေးပြောပြီးမြန်မာစစ်တပ်ကတိုက်ခိုက်မှုတွေအရှိန်မြင့်တင်နေချိန်မှာဒေသဆိုင်ရာအဖွဲ့ကအခြေအနေကိုညှိနှိုင်းစွာလက်ခံပေးဖို့မဖြစ်နိုင်တော့ပါဘူး။ကြီးညာချက်ကငြိမ်းချမ်းရေးမဟုတ်ဘဲတလွေအကြောင်းပြချက်တွေသာဖြစ်ပါရင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေလန်နီးပြူဟာကိုဆက်လက်ကျူးလွန်နေပြီးပြစ်ဒဏ်ကိန်းလွန်ခွင့်ရနေတာနိုင်ငံတကာမှာပအဝင်ပတ်သက်သူတွေကစစ်ကောင်စီရဲ့အဝါနာဖြန့်ချီခြင်းနဲ့အခြေအနေတို့ တ်တက်မှုကိုလေလုံးမကွဲပါဘူးအာဆီယံကရင်းရင်ပြီးအခြေအနေနဲ့လျော့ညီထွေဖြစ်တဲ့လမ်းကြောင်းလိုက်ရမှာဖြစ်တဲ့စုပ်ကင်မြရတဲ့ကြီးညာချက်တွေမှာအခြေမခံပဲလက်စုံလက်ကင်ပြနိုင်ပြီးရင်းရင်နဲ့တန်တမန်ကြီးမှာအခြေခံတဲ့လမ်းကြောင်းဖြစ်တဲ့ဒီကိစ္စကရှီမန်ချက်ရှင်းလင်းပြီးစီးမြင့်ရှိတဲ့စည်ရေးကိုယ်စားလှယ်ဖွဲ့ဖြင့်ဖြန့်ချက်ခြင်းစတင်နိုင်တယ်အစင်းမြင့်မလေးရှားပို့ချုပ်တောက်ကဦးဆောင်ပြီးထိုင်းအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်မှအရာရှိများပါဝင်တဲ့အာဆီယံစစ်ဘက်ကိုယ်စားလှယ်ဖွဲ့ကိုစာရေးသူအဆုပ်ပြုပါတယ်၎င်းတို့ရဲ့လုပ်ငန်းတာဝန်မှာတိုက်ခိုက်ဖို့မဟုတ်ဘဲန နားထောင်အကဲဖြတ်ပြီးဆွေးနွေးပွဲတကားဖွင့်ပေးမှုအတွက်ဖမ်းမလိုက်တော့လေးလာသူတွေဖြစ်ဗန်အားလုံးနဲ့ထိတွေ့ဆက်ဆံရေးဖြစ်တဲ့ဒီနီလန်ကတမန်ယူကြမဟုတ်တလို့ဖြစ်နေပြီးဒေါသထွက်စရာတောင်ကောင်းနိုင်ပါ रे ဒါပေမဲ့ဒီနီလန်ကအစင်လာကိုဩဇာပေးမှုမှာခွဲထွက်တဲ့နီလန်အတိအကျပဲဖြစ်တဲ့စစ်သားချင်းထိတွေ့ဆက်ဆံခြင်းကမြန်မာစစ်ရာရှိတွေကို၎င်းတို့နားလည်တဲ့ဘာသာစကားနဲ့ပြောခြင်းဖြစ်တဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကအစင်လာတန်တမန်ရေးဆောင်ရွက်ချက်တွေကိုတုံ့ပြန်ခြင်းမရှိကြောင်းပြသခဲ့ပြီးဖြစ်တဲ့ ဒါပေမဲ့ဝိုင်းရင်စိတ်ရရှိတွေကပြစ်တင်ရှုတ်ချခြင်းမဟုတ်ပေမြောက်ဝင်အတွေ့အကြုံနဲ့ပြောခြင်းဟာအကြအတဲထွက်ပေါက်ရှာကောင်းတွေ့နေတွေ့စီနိုင်နေဒီကိစ္စကချောမော့ခြင်းမဟုတ်တင်းနေကဖြူဟာဖြစ်တဲ့အမြင့်တွင်နေတဲ့စေဝါဒကိုလက်တွေ့ကြပြီးစင်းမြင့်ရှိတဲ့ဆွေးနွေးမှုနဲ့ရင်ဆိုင်နေရခြင်းဖြစ်တဲ့ခြေခွဲဆရာကောင်းနာကအာဆီယံကောင်းဆောင်နေတဲ့နိုင်ငံတကာမိဖတ်တွေကစစ်ကောင်စီရဲ့လက်ကွက်တွေကိုမေးခွန်းမထုတ်ဘဲလက်ခံယုံကြည်ကြတဲ့၎င်းတို့ကတိုက်ပွဲရာရင်ငြိမ်သက်သွားခြင်းနဲ့အပြစ်ခံရေးစိတ်ကိုမှားယွင်းကြပြီးစိတ်ဆက်ညှိနှိုင်းဖို့အတွက်အစည်းအဝေးများ င်ပါကြတယ်။ဒီလိုလှည့်ပြမှုမှာမိမိတို့ကြံရပါအပြစ်မခံနိုင်အပြစ်ခံရစေကစစ်မှန်အတည်ပြုနိုင်ပြီးလူသားချင်းစာနာမှုလိုအပ်ချက်မှာအခြေခံရမယ်။အဲ့ဒါတန်းရော်နေရင်မြည်သည့်အရာမဆိုဆက်လက်အကြံဖတ်မှုကိုထောက်ခံတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီမျော်လင့်ချက်ကင်းမဲ့မှုတွေအကြာဖြစ်နိုင်ခြင်းရှိတဲ့လက္ခဏာတွေရှိတယ်။မလေးရှားဝန်ကြီးချုပ်မစ္စတာအန်နဝါအီဘရာဟင်ကမကြသေးမီကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံခြင်းကရဲရင်တဲ့တန်တမန်ကြီးလှုပ်ရှားမှုဖြစ်တဲ့ဒီလိုရက်ကအာဆီယံကဖြစ်ပေါ်တိုးတက်နိုင်ကြောင်းပြသတယ်။အာဆီယံကမြန်မာပြည် ည်သူတွေရဲ့ဒီမိုကရေစီရည်မှန်းချက်များကိုအတိမတ်ပြုနိုင်ကြောင်းပြသနေတယ်။ဒီလိုလုံလီလုံဟန်တွေကိုချဲ့ထွင်ရမှာဖြစ်တဲ့ ပထမအချက်မှာအာဆီယံဥဆောင်နေစင်ရီကိုစလင်ဖွဲ့ကစစ်မြေပြင် ပကတိအခြေအနေတွေကိုအကဲဖြတ်ရမှာဖြစ်ပြီးစစ်ကောင်စီနဲ့တိုင်းသားတော်လိုင်းအင်အားစုများအပါအဝင်လက်နက်ကင်အလုံးနဲ့ထိတွေ့ဆက်ဆံရမှာဖြစ်တဲ့ဒီလိုလှုပ်ချင်းကရှုံချီမှုနဲ့ပွင့်လင်းမြင်သာမှုအတွက်အခြေခံလုပ်ငန်းဖြစ်တဲ့ဒီလန်းချောင်းခင်းမှုညီညွတ်မှဒေသအတွင်းတုံ့ပြန်မှုပုံပေါ်လာနိုင်ပြီးပထမအချက်ကအာဆီယံဥဆောင်နေစင်ရီကိုစလင်ဖွဲ့ကစစ်မြေပြင် ပကတိအခြေအနေတွေကိုအကဲဖြတ်ရမှာဖြစ်ပြီးစစ်ကောင်စီနဲ့တိုင်းသားတော်လိုင်းအင်အားစုတွေအပါအဝင်လက်နက်ကင်အလုံးနဲ့ထိတွေ့ဆက်ဆံရမှာဖြစ် ်တယ်ဒီလိုလုပ်ခြင်းကယုံကြည်မှုနဲ့ပွင့်လင်းမြင်သာမှုအတွက်အခြေခံလုပ်ငန်းဖြစ်တယ် အဲဒီမှာတဆင့်အာဆီယံနဲ့မိဖက်နိုင်ငံများမှတက်များပါဝင်တဲ့ကုလသမဂ္ဂထောက်ခံတဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုကအပြစ်ခတ်ရစရေးတင်းမာမှုလျှော့ချရေးကိုစောင့်ကြည့်ပြီးနိုင်ငံတကာရှိမန်းချက်ကိုဖော်ပြနိုင်တဲ့တပိုင်းနဲ့ထဲမှာမိမိတို့ကကယ်ဆယ်ရေးပစ္စည်းများကိုအလိုအပ်ဆုံးနေရာများကိုပို့ဆောင်မှာဖြစ်တဲ့ထိုင်းမြန်မာနယ်စပ်မှာလူသားချင်းစာနာမှုစင်ကြံများကိုတည်ထောင်ရမှာဖြစ်ပြီးအဲဒီလုပ်ငန်းတွေကိုတဘာဝဘီအန်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာအာဆီယံလူသားချင်းစာနာမှုအကူအညီညှိနှိုင်းရေးယူ AHA ကဦးဆောင်မှာဖြစ်ပြီးကုလသမဂ္ဂအေဂျင်စီ တွေကထောက်ခံရမှာဖြစ်တဲ့ ဒီစင်တာတွေကနေရဲဆွန့်ခွာသူများနဲ့မျောလင့်ချက်ကင်းမဲ့နေသူတွေအတွက်အသက်သွေးကြောများဖြစ်လာမှာဖြစ်ပြီးဂျာနီလိုအပ်ချက်အခြေပြုအကူအညီအချက်အချာဒေတာတွေလည်းဖြစ်လာမှာဖြစ်တဲ့ဒီလိုဘတ်ဆောင်အားထုတ်မှုကိုညှိနှိုင်းဆောင်ရွက်ကြမှာဖြစ်တဲ့မလေးရှားကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးကွာလာလန်ပူဒါမမုတ်ဘန်ကောက်မှာအခြေစိုက်တဲ့ဘူရန်နီယာကလုပ်ငန်းတွေကိုလမ်းညွှန်မောင်းနှင်ပြီးဥတီချန်ညီညွတ်အောင်လုပ်ရမှာဖြစ်တဲ့အာဆီယံကလူသားချင်းစာနာမှုအကူအညီနဲ့နောက်ဆုံးမှပြန်လည်တည်ဆောက်ရေးအတွက်နိုင်ငံတကာရန်ပုံငွေထောက်ပံ့မှုအသုံးပြုဖို့ကုလသမဂ္ဂတွင်ရေးမှုကြောင့်ပူ းပေါင်းလုပ်ကင်ရမှာဖြစ်တယ်။ အရေးအကြီးဆုံးကမိမိတို့ကအားလုံးအကျုံးဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ရမှာ ဖြစ်တဲ့ငြိမ်းချမ်းကိုချမှတ်လို့မရတည်ဆောက်မှာဖြစ်တဲ့အာဆီယံဥက္ကဋ္ဌမလေးရှားကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ဒေသတွင်ငြိမ်းချမ်းညီလာခံတစ်ခုကစစ်ကောင်စီအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းဒေသလက်နက်ကင်ဖွဲ့စည်းတွေနဲ့လူမှုအခြေပြုဖွဲ့စည်းတွေကိုအတူတကွာတွဲဆောင်စီရမှာဖြစ်တဲ့ဖဲထုတ်ခံရတာက ကာလကြာမြင့်ပြီဖြစ်တဲ့ဒီအမြင်သဘောထားတွေကတည်တံ့နေဖြစ်ရှင်းမှုရဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့နိုင်ငံရေးအနာဂတ်ကိုစိတ်ကူးရမှာမိမိတို့က ာအခြေခံအမှန်တရားတစ်ခုကိုရင်ဆိုင်ရမှာဖြစ်တယ်။မြန်မာကမြည်တိခါမှာစစ်မှန်စွာညှို့ခတ်ခြင်းမရှိဆိုတဲ့အခြေခံအမှန်တရားဖြစ်တယ်။မြန်မာကအမျိုးမျိုးသောလူမျိုးများရှင်ကျေးမှုများနဲ့တမိုင်းများပေါင်းဆက်ထားတဲ့ကွဲပြားစုံလင်နဲ့မကြာခဏသဘောထားကွဲတဲ့အစုအဝေးဖြစ်တယ်။တခုလေတော့ဗဟိုချုပ်ကိုင်နိုင်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့အယူအဆကအဲ့ဒီအချက်လက်မဟုတ်ဘဲစိတ်ကူးရှင်ကျင်တာဖြစ်တယ်။ရေရှည်တည်တံ့တဲ့မြည်တိဖြည့်ရှင်မှုမဆိုဖက်ဒရယ်စနစ်ကိုလက်ခံရမှာဖြစ်တယ်။ဖက်ဒရယ်စနစ်ကိုအလျှော့ပေးလိုက်ရောခြင်းအဖြစ်မဟုတ်ဘဲငြိမ်းချမ်းရေးနဲ့ပူးတွဲနေထိုင်ခြင်းမူ ူပေါင်းဖြင့်လက်ခံရမှာဖြစ်တဲ့အခုအချိန်ဟာအာဆီယံအတွက်အမှန်တရားကိုလက်ခံရမယ့်အချိန်ဖြစ်တဲ့မြန်မာနိုင်ငံပုံမှုဖျို့ဖျဲဖြစ်နေစဉ်အာဆီယံကရက်ကြည့်ပြီးအချိန်နည်းကိုညီသက်စွာလက်ခံမှာလားဒါမှမဟုတ်အရင်းယူဆောင်ရွက်မှာလားမပြည့်စုံတဲ့အရင်းယူဆောင်ရွက်မှုဖြစ်ကောင်းဖြစ်နိုင်တော်လဲပြက်ပြက်တတနဲ့ကျင်းဝန်ဆိုင်ရာရှင်းလင်းပြတ်သားစွာနဲ့အရင်းယူဆောင်ရွက်ရမှာဖြစ်တဲ့မြန်မာပြည်သူတွေကမဖြစ်နိုင်တာတွေကိုတောင်းဆိုနေခြင်းမဟုတ်ကဘာကသူတို့ရဲ့ဒုက္ခတွေကိုသိမြင်ကြဖို့သူတို့ရဲ့ဂုဏ်သိက္ခာကိုအတိမတ်ပြုကြဖို့နဲ့ငြိမ်းချမ်းရေးအတွက်သူတို့ရဲ့တိုင်ပွဲကိုထောက်ခံရတာတ ောင်းဆိုနေကြတာဖြစ်တယ်။စိတ်ပိုင်းဖြတ်မှုရှိပါကအာဆီယံမှာကူညီဖို့နည်းလမ်းများရှိနေစေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ။နောက်ထပ်တပုတ်အနေနဲ့မိုးကုတ်မြုံနောက်ပိုင်းကိုစစ်ကောင်စီလေကြောင်းမှထပ်မံပုံကျဲပြီးဒေသခံတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုတ်မြုံအနောက်ပိုင်းကတဲ့ရက်ကွက်ရှိအနောက်ကျောင်းကိုစစ်ကောင်စီကလေကြောင်းမှထပ်မံပုံကျဲတိုက်ခိုက်ရာဒေသခံတအုပ်တည်ဆုံပြီးတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းတောင်းတမတော် TNL ကမေလ3ရက်မှထုတ်ပြန်ပါတယ်။မေလ3ရက်မနက်9:00နာရီချိန်မှာစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပုံတလုံးလာရောက်ကျင်းချတိုက်ခိုက်ခဲ့ရာဒေသခံတအုပ်တည်ဆုံခဲ့ပြီးနေအိမ်လဲထိမှန်ပြက်စီးခဲ့ပါတယ်။စစ်ကောင်စီကမေလ2ရက်ည7:00နာရီခန့်ကလည်းမိုးကုတ်မြို့ကိုပေါ 1250ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အဆိုပါပုံကအုတ်ပြင်ရက်ကွက်ရှိဓမာယုံနဲ့ပြည်သူလူထုနေအိမ်6လုံးထိမှန်ပျက်စီးသွားတယ်လို့ဖော်ပြပါရယ်ပြီးခဲ့တဲ့ AP 30ရက်ကလည်းမိုးကုံမြို့အနောက်ပိုင်းတစ်ဆိုင်ကုန်းနဲ့ကြောက်ပုတ်ကျေးရွာကြားစစ်ကောင်စီကလေကြောင်းမှပေါင်250ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာနေရကြတွဲဆောင်ဆွေးနွေးခဲ့ကြောင်းတောင်းတက်မတော် DNL ကမေလာနေရမှာတရင်ထုတ်ပြန်ပါရယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် PSLM ရဲ့ဒု studieren, yeah. ဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်များနဲ့စစ်ကောင်စီမှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်တို့ကတရုတ်နိုင်ငံရဲ့ခြားဝင်စီစဉ်မှုနဲ့ AP 28နဲ့29မှာအပြစ်ခံရဲဆဲနိုင်ဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကိုယ်စားလှယ်တို့က TNL သိမ်းပိုက်ထားတဲ့နောင်ချိုကြောင့်ပဲဒီပေါ်မိုးကုန်းနဲ့မိုးမိတ်စတဲ့ဒေသတွေမှာဆုတ်ခွာဖို့တောင်းဆိုခဲ့ကြောင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံမှာမန်တုံမြို့နယ်အတွင်းထိကို TNL တပ်ဖွဲ့တွေအားလုံးပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များကသဘောမတူနိုင်လို့နှစ်ဖက်အပြ ြန်လန်းဆွေးနွေးမှုထပ်ဆင့်မတိုးနိုင်သေးပဲဖြစ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဒီလိုထုတ်ပြန်ပြီးရင်နောက်နိုင်ပိုင်းကြမှာမိုးကုံမျိုးကိုကင်းထောင်လင်းများဝဲနေပြီးည7:48မိနစ်မှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်။ဒါအပြင်ဒီကနေ့မနက်မှာလည်းထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးအခြေအနေများနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းမှုကိုမေလ၄ရက်မနက်စင်ပိုင်းမှာ online မှာတက်ဆင်သတင်းစာရှင်းလင်းမှာဖြစ်ကြောင်းပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတောင်းတက်မတော့ PSLF TNL ကအသိပေးထုတ်ပြန်ပါတယ်။ ဒါအပြင် AP ဒလာတာလှုပ်ရှားမှုအခြေအနေများကိုပါရှင်းလင်းသွားမှာဖြစ်ပြီး PSLF TNL တွဲပတ်အထွေထွေအတွင်ရမှုဘူချုပ်ကြီးတာပန်လာအဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံလွေးရီဦးလူကရှင်းလင်းဖြေကြားမယ်လို့ဆိုပါတယ်မီဒီယာနဲ့အဖွဲ့အစည်းအသီးသီးတက်ရောက်နိုင်ကြောင်းဖိတ်ခေါ်ထားပြီးသတင်းစာရှင်းလင်းပွဲမှာတက်ရောက်မယ့်မီဒီယာများအနေနဲ့ PSLF TNL Sports Person Office ရဲ့ Signal နဲ့ Telegram ကိုအမည်စင်ရင်းနဲ့မေးမြန်းလိုတဲ့မေးခွန်းများကိုမေလ3ရက်ညနေ6:00နာရီမတိုင်ခင်နောက်ဆုံးထားပေးဖို့ပုံမြင့်တာရက်ခံထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ် mensagem.